အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ November 19ရက်နေ့ကမ္ဘာသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြရအောင်ပါအဓိကအမေရိကရဲ့ဂျာဂျာဖြတ်ဖွဲ့နေနေရဲ့အဖွဲ့နဲ့ပတ်သက်ပြီးမှစစ်ကောင်စီကဘာလို့ပြောထားခဲ့လဲဆိုရဲထောင်း topic တွေကိုကျွန်တော်ကကြည့်ပြီးတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်စစ်ကောင်စီဖက်က ပြုတ်ရေးစုခွန်ဇော်မြူချွန်းကတော့ အခုလိုမျိုး အမေရိကကပေါ့နော်မြန်မာနိုင်ငံမှာလာပြီးမှ online scam center တွေကို တိုက်ခိုက်မယ်နင်းနေတယ်ဆိုတာထက်အမေရိကဘက်ကလှုပ်ဝှက်ချက်ရှိနေလို့ပဲဖြစ်မှာပါအစိုးရမှစစ်ကောင်စီကတော့အမေရိကကိုဆွဆွေးနေပါတယ်တနည်းအားဖြင့်ပြောရမယ်ဆိုတော့စစ်ကောင်စီကအမေရိကကအခုလိုမျိုးမြန်မာမှာလာပြီးမှမွေးဒီချပ်ချက် အဖွဲ့အစည်းနည်းရေလို့တောက်တဘိုးမချဘူးလို့ပြောရမှာပဲဒါရင်းကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဲ့ဒီကိစ္စလေးကိုမဆွေးနွေးခင်မှာအခုဆွေကုတ်ကူမှာစစ်ကောင်စီကလည်းဂျားဖြတ်အဖွဲ့အစည်းအဆောက်အုံစုပြီးမှဝင်ရောက်တိုက်ခိုက်တာမျိုးရှိတယ်အဲ့ဒါရင်းကိုကျွန်တော်ဆွေးနွေးတော့မှာဖြစ်ပါတယ်ပေါ့နော်ဒါက breaking news လို့လည်းပြောလို့ရတယ်ပေါ့ဗျာဘာဖြစ်လို့လဲဆိုတော့ဒီအမေရိကန်နဲ့တရုတ်ကစစ်ကောင်စီပေါ်မှာဖြီအားပေးပြီးတဲ့နောက်ပိုင်းမှာအခုက BGF တပ်ဖွဲ့တွေကဆွေကုတ်ကိုဆူတဲ့နေရာမှာကြားဖြန့် online လင်လင်မှုလုပ်နေတဲ့လူ300နဲ့46ယောက်ကိုဖမ်းပြတယ်တဲ့အဲ့ဒီဖမ်းဆီးမှုကိုစစ်တပ်အရာရှိဘောတော့ main online ဖက်ကစစ်တပ်အရာရှိတွေနဲ့ထိုင်းသတင်းထောက်တွေကသူတို့ရဲ့ front page မှာ ပြသထားပါတယ်ဗောနော်ထိုင်းမီဒီယာတွေမှာလည်းရေးနေကြတယ်ဗောဗျာဒါပေမဲ့အဲ့ဒီမတိုင်ခင်မှာ November 16ရက်ကတည်းကတယ်ဗောနော် ဒီချားဖြက်လုပ်ငန်းတွေရဲ့ထိတ်တန်းခေါင်းဆောင်တွေကတရုတ်တထင်းတရုတ်တထင်းတွေကိုပေါ့ BGF ကပဲလှုပ်ဝဆွာထွက်ပြီးအောင်ဂူကြီးပေးခဲ့တယ်တဲ့အခုသူတို့ဖမ်းပြတဲ့လူ346ဆိုတာကတာမန်လူတွေပဲဖမ်းပြတာပါတကိခေါင်းဆောင်တွေကတော့ BGF ကဟောအဝေးကြီးကိုတနေနေရမှာ flop လွမြောက်ဖို့ထွက်ပြီးဖို့ဂူကြီးပေးခဲ့ပြီးပြီတဲ့ဆိုတော့ဒီကဂျင်းပင်းနေ ဂီပီနေချာဆောက်တဲ့ BGF ကပေါ့ကွာသူတို့ကပဲဆွေကုတ်ကူကြာဖြတ်မြို့တို့ကြီးကိုသူတို့ကပဲတီထောင်ထားခဲ့တယ်တဲ့ဒီကျွန်တော်တို့ online မေမေပင်ပေါ်က3နေရဆိုပေါ့နော်အခုသူတို့ဖမ်းပြတဲ့လူတွေဆိုတာကလည်းဒီဖမ်းပြတဲ့ဟန်ကိုဟန်ဆောင်ပြတာပါပေါ့ဗျာတကယ်တော့အဓိကပါဝင်တဲ့လူတွေကိုသူတို့ကပဲလွတ်အောင်လုပ်ပေးတာအဓိကပေါင်းတဲ့ခေါဆောင်တွေကိုသူတို့ကပဲလွတ်အောင်လုပ်ပေးတာတဲ့ဆိုတော့အဓိကအကြောင်းပြချက်ကတော့ဘာလို့ဘာကြောင့်လွတ်အောင်လုပ်ပေးတာလဲ သူတို့ရဲ့အကြောင်းပြချက်ကတော့ဒီချားဖြတ်လုပ်ငန်းကနေပဲ BGF တွေကငွေအမြောက်အများရခဲ့တယ်သူတို့က bribe လုပ်တာပေါ့ဗျာလက်ပေးလက်ယူလုပ်တာပေါ့ဗျာစစ်တပ်စစ်ကောင်စီဖက်ကလည်းလူပါပဲ BGF ရဲ့ BGF ရဲ့ဖန်ဆီးမှုမှာအတူပါဝင်ပြီးမှထောက်ခံပြီးဟန်ဆောင်ပြနေတာပေါ့ဗျာကျွန်တော်တို့ BGF နဲ့စစ်ကောင်စီကတွေ့ပြီးမှလုပ်တယ်စသဖြင့်ပေါ့ဒါပေမဲ့လက်တွေ့မှာတော့ BGF နဲ့အတူတူပါပဲစစ်ကောင်စီကလည်းဒီချားဖြတ်လုပ်ငန်းတွေကိုခုန်ပြူထားတာ ဲ့ဒီကနေပဲသူတို့ကဖက်ဆန်တွေငွေတွေမြောက်များရခဲ့တယ်ကွာဆိုတော့ BGF ရဲ့အကူအညီနဲ့အခုဆိုတော့ဒီချာဖြစ်ခေါင်းဆောင်တမားရီကဟောအဝေးရောက်ကိုရောက်ပြီသူတို့ဖန်တာကတာမလို့အဲ့လိုတမားရီပဲဖန်ထားပါတယ်ဆိုပြီးမှမေပီရဲ့တရင်တွေကအဲ့လိုပဲပြောကြပါတယ်မေပီရဲ့တရင်တွေကအဲ့လိုပဲဖော်ပြထားပါတယ်ဒါဆိုတော့ကျွန်တော်တို့နောက်ဆုံးအချိန်နေဘဝနောက်ဆုံးအချိန်နေတရင်လေးတွေကိုကျွန်တော်ကြည့်ကြအောင်ဒီချာဖြစ်တမားရီရဲ့ဘဝပေါ့နော် နားထောင်ကြည့်ရတဲ့ချက်လောက်အဲနားထောင်ကြည့်ရဆိုတာထက်ဒီကိစ္စဒါပုံပေါ့နော် sorry ဒါကရွှေကုတ်ကိုမှဖမ်းပြရတဲ့ဒီအတူအယောင်ဖမ်းပြရတဲ့ကိစ္စလို့ပြောရမှာပေါ့နော်ဒီမေပြည့်သတိတွေရောက်ကိုပြောပြတာပါအဲ့ဒီမှာတေတာခံပြည်သူလူထုရဲ့စကားတန်ကိုလည်းကျွန်တော်တို့ကပြောပြတာပါဆိုတော့ဒီ BGF တို့စစ်ကောင်စီတို့ကတော့ ဒီလိုတွေကိုကျွန်တော်တို့ဖမ်းပြရတယ်။ဘာညာတို့ပြောထားတာတော့ရှိတယ်။နိုင်ငံတကာ3 media မှာလည်းသူတို့ရဲ့ပုံရိပ်ကိုတော့ပုံနေတယ်ပေါ့နော် front page မှာပုံနေတယ်။အထူးသဖြင့် Thai နဲ့ Thai ရဲ့3 media မှာဆိုတော့စစ်ကောင်စီရဲ့ခေါင်းဆောင်ပိုင်းရဲ့ပုံရိပ်တွေကိုတော့အများကြီးပေါ်ထားတာတွေ့ရတယ်ပေါ့ဗျာ။ဆိုတော့နိုင်ငံတကာ3နဲ့ရရေမပင်က3နဲ့ရရေဆိုရင်တော့လုံးဝဒီဥစ္စာကိုဟန်ပြပြီးလို့ပြတာဘယ်လိုပြောနေကြတယ်ပေါ့နော်။ ဟုတ်မဟုတ်ကတော့မကြည့်ဘူးပေါ့ဗျာစစ်ကောင်စီဘက်ကစိတ်ဆူးသွားရင်လည်းမတက်နိုင်ဘူးပေါ့လားတို့ရေဒီလိုပဲနော်တရင်တွေကထွက်လာလဲဆိုတော့နော်ကျွန်တော်ကလည်းကဲ that's not ကြည့်ကြအောင်အဲဒါကပုံရိပ်ပေါ့ဗျာဒီ BGF ခေါ်ဆောင်တဲ့စစ်ကောင်စီကအဲလက်တွဲပြီးမှဟန်ပြတဲ့ပုံပေါ့ဗျာအဲအမှနော်ဒီသူတို့ရဲ့စင်တာကိုဝင်ပြီးတဲ့နောက်ပိုင်းမှာ စက်ကရိယာလက်နက်ထားတဲ့ကွန်ပျူတာစသဖြင့်ပေါ့ဗျာသူတို့ရဲ့စင်တာကြီးကိုဝင်ပြတဲ့ပုံရိပ်တွေပေါ့ဗျာအဲဒါကစစ်ကောင်စီရဲ့ခေါင်းဆောင်လေးပါနေတယ် BGF ဖက်ကခေါင်းဆောင်လေးပါနေတယ်ပေါ့ဗျာဆိုတော့ဒီတရင်တွေကလည်းပြတ်နေပြီပေါ့နော်ကဘာမှာဆိုဩစစ်ကောင်စီကလည်းဖမ်းတယ်ဘလူးဘစ်ဖြစ်ဖြစ်ပေါ့နော်အခုလိုမျိုးဖမ်းတာတော့ကောင်းပါတယ်ဘလူးဘစ်ဖြစ်ဖြစ်ပေါ့ဗျာအနေစုတော့ကောင်းပါတယ် အဲဒါပေမဲ့အဓိကအဓိကပါဝင်နေတဲ့ chapter council တွေကတော့ BGF ကအစကတည်းကနေ November 16ရက်က16ရက်နေ့ကနေပေါ့နော်လွတ်မြောက်တဲ့နေရာကိုပဲထွက်ခိုင်းပြီးပြီးရှောင်ပြီးခိုင်းပြီးပေါ့ဗျာကုညီပေးပြီးသူတို့ကိုလွတ်မြောက်နိုင်အောင်ဆိုတော့အဓိက chapter တမားတွေကဖမ်းလို့မရဘူးဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ chapter တမားတွေကပဲဖက်ဆံတွေအမြောက်အများကြီးကိုသူတို့ကိုပေးထားတာဟိုနော်လက်ပေးလက်ယူပေးထားတာကိုဆိုတော့အဲဒါကသူတို့ရဲ့ပုံရိပ်တွေပေါ့နော် อืมဒါကလည်းသူတို့ဖန်ထားတဲ့340ဒါကတာမန်အလုတ်တမားတွေပါအဲ့ဒီစက်ယုံမှာတာမန်အလုတ်တမားတွေပဲသူတို့ကဖန်ထားတာတဲ့တကယ်အဓိကအကောင်းဆောင်တွေကတော့ဟိုးထွက်ပြီးနေပြီတဲ့အဲ့တော့ဒါကသူတို့ရဲ့ပုံရိပ်ပေါ့ဗျာอืมကဲ yeah. ဒါဆိုတော့ကျွန်တော်တို့အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှပဲစစ်ကောင်စီဖက်ကအမေရိကရဲ့ FBI နဲ့ပတ်သက်ပြီးမှဘာလို့ပြောထားတာလဲအမေရိကရဲ့ပြောချက်ကိုစစ်ကောင်စီဖက်ကဘယ်သူပြောရမှာလဲဆိုတော့ကျွန်တော်နောက်ထောင်ကြည့်အောင် BGF ဆိုတာ P2C ပါပဲတဲ့ all right okay ကဲဒါဆိုတော့ကျွန်တော်အမေရိကနဲ့ပတ်သက်ပြီးမှစစ်ကောင်စီဖက်ကတုံ့ပြန်ချက်ကို ဆွေလေးကြည့်အောင်အခုကတော့ဆွေကုတ်ကိုရဲ့နော်စစ်ကောင်စီနဲ့ BGF ကအယောက်ပေါင်း346ချောက်ချိုဖမ်းပြတဲ့ကိစ္စကိုရှင်းပြတာပါအခုတော့ next topic ကျန်တဲ့ topic ကမတူဘူးဆိုအခုကခင်ဗျားတို့သိတဲ့အတိုင်းပါပဲနော်ဒီကြည့်ရှုသူမျိုးဆွေအားလုံးကသိရှိနားလည်ပြီးသားအမေရိကကစစ်ကောင်စီရဲ့မြန်မာနိုင်ငံကိုဝေဖန်ချက်လုပ်နေတယ်ပေါ့နော်ကျွန်တော်တို့အရှိတော်အရှာမှာဒီ online scam center က မြန်မာနဲ့လာအူနဲ့ကမ်ဘောဒီးယားကအခြေခံပြီးမှပဲအမေရိကရဲ့ပြည်သူလူထုကူပါထိရောက်လာတယ်။ဒါကြောင့်အမေရိကကဒီ scam center strike force burma ဆိုပြီးမှလေအထူးတပ်ဖွဲ့ဂျာပြန်နင်းနီးရဖွဲ့ကိုတီထောင်ထားခဲ့ပြီးမှအကြီးအကဲထားခဲ့တယ်။အမေရိကကိုယ်တိုင်က strike force burma ဆိုပြီးမှလေအထူးတပ်ဖွဲ့တွေကိုအမေရိကကဖွဲ့စည်းပြီးမှအကြီးအကဲခဲ့တယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှစစ်ကောင်စီဘက်ကတုံ့ပြန်ချက်တွေလုပ်နေတယ်အခုလိုမျိုးအမေရိကက Strike for Burma အဖွဲ့အစည်းကိုတီထောင်တော့ညာလေးပဲဒီအချိန်နေ ठी မှာတော့မြန်မာနိုင်ငံရဲ့မေပင်ပေါ်မှာတော့လုံးဝမတွေ့ရှိပါဘူးဆိုပြီးမှဇော်မျိုးထွန်းကတော့ပြောထားပါတယ်တချို့ကတော့ဇော်မေဇော်မေလုံးလို့ပြောကြတယ်ဇော်မေထွန်းလို့ပြောကြတာပေါ့ဗျာဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှလုံခဲ့တဲ့တလတ် တပတ်တုန်းကဖြစ်ပျက်ကိစ္စခေခေပတ်ကိစ္စကိုပြစ်တတ်တော်များများကနားလီပီးသားဖြစ်နေတယ်ပေါ့နော်ဒီခေခေပတ်ကေတော့လင်းလင်းမှုနေရာတွေကိုအဲ့ဒီခေခေပတ်ပုံစံလိုမျိုးပေါ့နော်ဒီချာဖြတ်စတိုင်ချာဖြတ် gain style တွေရဲ့နေရာ online scam center တိုက်ဖြတ်ရဲ့အတွက်ဒီ Thai Royal Thai Police War Room Task Force စူပီမနာမေပေးနေတဲ့ဖွဲ့တွေနဲ့ FBI ကပူပေါင်းပြီးမှအခုဆိုတော့ FBI ကဘန်ကောက်ကိုရောက်နေတယ်တဲ့မြန်မာနိုင်ငံရဲ့အနီးအနားမှာရောက်နေပြီပေါ့ဘန်ကောက်ကိုရောက်နေတယ် FBI agent တွေကဘန်ကောက်ကိုလုတ်ပြီးမှအဲ့ဒီ Thai ရဲ့ War Room Task Force နဲ့တွေ့ပြီးမှပဲအဲ့ဒီနေရာ လုတ်ဖို့စဉ်းစားနေကြတယ်တဲ့ဆေလွတ်ဖို့လုပ်နေတယ်တဲ့အတတိယကထွက်နေတယ် FBI ကတကယ်ပဲ Thai မှာရောက်ပြီလားမြန်မာနီးအနားမှာရောက်ပြီလားဆိုတော့ကျွန်တော်တို့မသိဘူးဒါပေမဲ့တတိယကအဲ့လိုထွက်နေတယ် ဒါမဲ့စစ်ကောင်စီကအဲ့ဒီတင်းတွေလည်းကြားရတယ်ပေါ့နော်စစ်ကောင်စီပြောရေးစုခွင့်ရှိသူဇိုမေထွန်းကလည်းအဲ့လိုမျိုးပြောတယ် FBI ကထမ်းရောက်နေပြီပေါ့ထမ်းရဲ့ရဲတွေနဲ့လည်းခုနကကျွန်တော်ပြောတဲ့ task force တွေနဲ့ပူးပေါင်းဖို့လုပ်နေတယ်ပေါ့ဆိုတော့ဒီအရာအားလုံးကိုတဲ့စစ်ကောင်စီအနေနဲ့သုံးသက်ကြည့်မယ်ဆိုရင်တဲ့ဒီထိုင်းနဲ့အမေရိကန်ကတဲ့ online လင်လေမှု long ကစားတိုက်ဖြတ်ရေးစုတာထက်သူတို့မှာ hidden agenda ရှိတယ် စုဝတ်တဲ့ရည်ရွယ်ချက်တစ်ခုရှိနိုင်တယ်ဆိုမှကျွန်တော်တို့သုံးသပ်လို့ရတယ်တဲ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့စစ်ကောင်စီဘက်ကဘယ်လိုပြောခဲ့လဲဆိုတော့အမေရိကကမြန်မာနိုင်ငံရဲ့ online နိုင်ငံမှုတိုက်ဖြတ်ရေးဆိုတာထက်သူတို့မှာလှုပ်ဝတ်တဲ့ရည်ရွယ်ချက်တွေရှိနေတယ်သူတို့က online နိုင်ငံမှုကိုပဲအကြောင်းပြပြီးမှပဲတိုက်မယ်ခဲ့မယ်လို့ပြောတာပဲဒါမဲ့ကျွန်တော်မြန်မာနိုင်ငံမှာအမေရိကကသူ့မှာလှုပ်ဝတ်တဲ့နိမ့်နှံတွေရှိနေတယ်သူ့မှာလှုပ်ဝတ်ချက်တခုရှိနိုင်တယ် ။ဆိုမဇိုမီဇိုမီတူဇိုမီတူကပြောပါတယ်။တနည်းအားပြောရမစအမေရိကကမြန်မာနိုင်ငံရဲ့ online center chat ဖြစ် chat chat ဖြစ်နေနေရီကိုစိတ်မဝင်စားပါဘူး။သူတို့စိတ်ဝင်စားတာကမြန်မာပြည်နဲ့ပတ်သက်ပြီးမှပဲပူစိတ်ပူစိတ်ဝင်စားပါတယ်ဆိုတဲ့သဘောပါ။ဆိုတော့အဲ့ဒီတော့ဒီစစ်ကောင်စစ်ဘက်ကလည်းဒီအာ FBI နဲ့ထိုင်းနဲ့ပူပေါင်းတဲ့ကိစ္စအကြီးကိုစောင့်ကြည့်နေတယ်ဗောဗျာ။ စစ်ကောင်စစ်ဘက်ကလည်းစောင့်ကြည့်နေတယ်သူတို့ဘာလုပ်မလဲဆိုတာစောင့်ကြည့်နေတယ်ပေါ့ဆိုတော့စစ်ကောင်ဆောင်မူချိုမူချီမင်းအောင်လှိုင်ရဲ့မြူချားထားတဲ့အတိုင်းပါပဲတဲ့ကျွန်တော်တို့ရှားဖြတ်တိုက်ခဲ့ရေးမှာတဲ့အမြူသားရေးတာဝန်တရက်အနေဖြင့်ပြက်ပြက်သားသားမြန်မာမေပြည်မြန်မာမေပေါ်မှာအပြီးတိုင်ငင်းချုပ်သွားနိုင်ရန်ခြေမုံတုတ်တင်သွားမယ်ဆိုပြီးမှတော့ဇော်မင်းထွန်းကတော့ပြောပါတယ်မင်းအောင်လှိုင်ရဲ့အမြင့်အတိုင်းကျွန်တော်တို့ကဆက်လက်ပြီးသွားမယ်ချမယ်လို့မယ်ပြောရပါတယ် ဲ့ဒါကြောင့်လေဆွေကုတ်ကောင်မှာအခုလိုမျိုးဟန်ပြပြီးမှဖမ်းတာမျိုးခုနကကျွန်တော်တို့လည်းတွေ့နေတယ်ပေါ့နော်ဆိုတော့ဒီ sit commission အနေနဲ့ပေါ့နော်ဒီအရှိမြောက်ဒေတာလောက်ကင်မှာရှိနေတဲ့ online long ကစားမှုတွေလင်းလေမှုတွေကိုနင်းနင်းရန်ကျွန်တော်တို့တရုတ်နဲ့မြန်မာနဲ့ပူးပေါင်းပြီးမှပဲ task force ဖွဲ့စည်းလာပြီးလက်ရှိအချိန်ထိဆက်လက်လှုပ်ဆောင်နေတယ်တဲ့တနည်းအားဖြင့်ပြောရမယ်ဆိုတော့လောက်ကင်ဖက်မှာလေတရုတ်နဲ့ စစ်ကောင်စီဘက်ကပူးတွေးပြီးမှ task force နင်းကြီးရဲ့ဖွဲ့သမားတွေလုပ်နေတယ်ဆိုတော့သူတို့ကဒီလောက်ကန်ဖက်ကရှိနေတဲ့ချားဖက်ဂိုင်းစတာတွေကိုသူတို့ကနင်းကြီးရဲ့လုပ်နေတယ်တဲ့ဒါတော့ကျွန်တော်ယူကြည်တယ်တရုတ်ကတော့တကယ်စစ်မှန်တဲ့အာတိုက်ခိုက်မှုတွေနင်းနေမှုတွေလုပ်တယ်ဆိုတော့ကျွန်တော်ယူကြည်တယ်တရုတ်တရုတ်နဲ့ပူးပေါင်းလာဆိုရင်အဲ့ဒါတော့ယူကြည်လို့ရတယ်ပေါ့ဗျာနော်တရုတ်နဲ့ပူးပေါင်းပြီးမှလုပ်တယ်ဆိုတော့ဒါကယူကြည်လို့ရတယ်တရုတ်ကတကယ်လွတ်တဲ့လက်တွေ့လုပ်တဲ့လူဖြစ်တယ် အသက်တင်နေတဲ့ကျွန်တော်တွေ့လို့ရတယ်မင်းလို့ရတယ်ပေါ့ဗျာအနည်းဆုံးအပြည့်အတိုင်းမလုပ်ရင်တောင်မှအနည်းနဲ့များတော့တယောက်ကလုပ်တယ်ပေါ့ဗျာဒါပေမဲ့အခု BGF နဲ့စီကောင်စီကလက်တွေးပြီးမှအဆွေကုတ်ကူမှတော်ပြီးမှဒီချပြတ်လုံငန်းအဆောက်အုံ၃ခု၄ခုကိုဝန်တိုက်ပြီးမှနေနေပြီးမှ အရာပေါင်း346ဖမ်းတယ်ဆိုတာကတော့တာမန်အလုတ်တမားပဲဒါကအဓိကထိုင်တန်းခေါင်းဆောင်တွေမပါဘူးဆိုတာကတော့ကျွန်တော်ယုံတယ် အဲဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီနဲ့ BGF ကဒေတာခံလူလူရဲ့ပြောချက်အရအစွန်တော့ဖက်ဆန်အများပြားဒီချက်ဖြတ်ကိုင်းစတာတွေကငွေပေးတယ်လက်ထူးတယ်တဲ့အဲ့ဒါခါကျတော့အဓိကပုံကူတွေကသူတို့ကိုလွတ်မြောက်သွားအောင်ရှောင်းတင်းတော့အောင်စစ်ကောင်စီကပဲအစော် BGF ကပဲကူညီပေးတာတဲ့အစစ်ကောင်စီကလည်းတီးပြီးမှလည်းမတိတလူဟန်ဆောင်ပေးတာပေါ့ဗျာဒါကမေပီရဲ့3ရက်ကိုပြောပြတာပါဆိုတော့အခုမြောက်ဒီဒေတာမှလည်း ထိုင်းနဲ့မြန်မာနဲ့တရုတ်နဲ့ဒီ၃နိုင်ငံ၃နိုင်ငံပေါ့နော်၃ point ဆိုင်ဒီစုပေါင်းဆောင်ရွက်ရေးအဖွဲ့လုပ်နေတယ်အဲ့ဒါက trilateral cooperation စုပြီးမှနာမည်ပေးပြီးမှဆောင်ရွက်လေလုပ်နေတယ်ဆိုမှဒီ resolution ကတော့ပြောနေပါတယ်ဒါကတော့ဒီလွန်ခဲ့တဲ့၃လတုန်းကလည်းဒီ trilateral cooperation အဖွဲ့သမားတွေကဖမ်းပြီးမှလူတထောင်နီးပါးလောက်ဖမ်းခဲ့ရတယ်ပေါ့နော် အဲ့ဒီမှာတရုတ်ဝင်က6000ကျော်ရှိနေတယ်စဉ်းစားကြည့်တောင်းနီးပါလောက်ဖမ်းတယ်ဖမ်းပြီးမှဖမ်းခံတဲ့လူတွေကတရုတ်တွေက6000ကျော်ရှိတယ်စဉ်းစားကြည့်ကွာကျွန်내ဒီ2000 3000ကပါကစ္စတန်တို့အင်ဒိုနီးရှားတို့မလေးရှားတို့အိန္ဒိယတို့ပါတယ်တခြားဗီယက်နမ်တို့ပါတယ်တခြားအရှကပါတယ်ကြားတယ်များသောအားဖြင့်တော့တရုတ်တရုတ်သမားတွေဖြစ်နေတယ်ဆိုတော့ ကဲဒါဆိုမြန်မာနိုင်ငံမှာဒီချပ်ချက်နင်းနင်းရဲ့အဖွဲ့သမားတွေက၃ဖွဲ့၄ဖွဲ့လောက်ရှိပြီပေါ့အခုကျွန်တော်ပြောနေတဲ့ trilateral cooperation လို့ခေါ်နေတဲ့တရုတ်ထိုင်းအာမြန်မာပူးပေါင်းနေတဲ့အဖွဲ့တစ်ခုရှိတယ်ပြီးတော့လောက်ကိုင်းမှာရှိနေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်အဲ့ဒါကတရုတ်မြန်မာတရုတ်နဲ့စစ်ကောင်စီပူးတွဲပြီးမှ task force ခေါ်နေတဲ့အဖွဲ့သမားတွေရှိနေတယ်အခုက US က FBI အဖွဲ့သမားတွေကို သူ့ရဲ့ဒီမဟာမိတ်နိုင်ငံတွေနဲ့ agent agent တမားတွေနဲ့ပူပေါင်းပြီးမှလှုပ်ဖို့ရှိနေတယ်။ဒါပေမဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှတော့စစ်ကောင်စီကတော့တိတ်ပြီးသဘောချမနေဘူးပေါ့။အာအခုလိုမျိုးအမေရိကကမြန်မာနိုင်ငံကိုစိတ်ဝင်စားလာတာမြန်မာနိုင်ငံရဲ့ချားဖြက်ဂိုင်းစားတွေမဟုတ်ဘူးပေါ့။မြန်မာနိုင်ငံရဲ့ online scam scam တွေမဟုတ်ဘူးပေါ့။သူတို့ရဲ့စိတ်ဝင်စားတာကဒီထက်ပူများနိုင်ခြေရှိတယ်။သူတို့ရဲ့လူဝတ်ချက်ကဒီထက် အချောက်စာဖြစ်နိုင်ခြေရှိတဲ့ဆိုမှတန်တရားတွေဝင်လာပါတယ်ဆိုတော့အခုထိတော့ FBI တွေကမြန်မာမေပြင်ပေါ်မှာလုံးဝမတွေ့ရသေးပါဘူးဆိုမှအစိုးမျိုးထွန်းကတော့ပြောနေတယ်ဆိုတော့မြန်မာနိုင်ငံအနေနဲ့အမေရိကန်နဲ့ပူးပေါင်းပြီးမှဒီတိုက်ပွဲကိုလက်ခံပူးပေါင်းမှလာဒါမှမဟုတ်မြန်မာနိုင်ငံအနေနဲ့အမေရိကရဲ့ FBI တို့ဘာညာတို့မြန်မာနိုင်ငံကိုဝင်လာပြီးမှဝင်လာမယ်ဆိုတော့ခုခံပြန်တိုက်ခိုက်မှလာဘယ်လိုလုပ်မှလဲဒါတွေအားလုံးကကျွန်တော်တို့ တိလို့မရသေးဘူးပေါ့နော်သူတို့ကအတန်တမန်ကြီးရာအရပူပေါင်းပြီးမှအထူးလက်တွေးလို့မလားဒါလည်းပြောလို့မရသေးဘူးဆိုတော့အခုကမြန်မာနိုင်ငံစစ်ကောင်စစ်ဖက်ကဝေဖန်တာပဲရှိတယ်ပေါ့ဗျာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ကဲဒါဆိုတော့တေချာရာကတော့ကျွန်တော်တို့ဒီအခြေအနေကြီးကိုကြည့်နေမယ်ဆိုတော့တရုတ်နဲ့အမေရိကကဒီချပ်ချက်လုပ်ငန်းတွေကိုတိုက်ဖြတ်ဖို့ဖြားပေးနေတာတော့လုံးဝအသေးချာပဲ ဒါကောဒါကောရှိကောစီဖက်မာလေးနေမြတ်ထိုင်မြတ်အနေထားဖြစ်လာပြီ BGF တို့နော် DKB ရော DKB ရောကလည်းနေမြတ်ထိုင်မြတ်အနေထားတွင်ဖြစ်လာနေတယ်သူတို့တခုခုလှုပ်ရှားမှဖြစ်တော့ပဲဗောဗျာမလှုပ်ရှားဘဲနဲ့ဒီတိုင်းနေလို့မရတော့ဘူးနိုင်ငံတကာမှာလည်းသူတို့အကြောင်းတွင်ပြုံးနေကြတယ် OC မှာလည်းပြုံးနေကြတယ် Europe မှာလည်းပြုံးနေကြတယ် US မှာလည်းပြုံးနေကြတယ်မြန်မာနိုင်ငံအစူရာကလုံးဝကြောက်စရာကောင်းတဲ့ နိုင်ငံတစ်ခုကြီးဖြည့်ဆည်းနေတဲ့နိုင်ငံတစ်ခုကြီးဆိုပြီးမှနာမည်ကြီးလာတယ်တတနိုင်ငံလုံးတစ်လောကလုံးကပြောနေကြတယ်ဆိုတော့စစ်ကောင်စီဘက်ကလည်းလက်ပိတ်ထိုင်ပြီးမှနေလို့မရတဲ့အခြေဖြစ်လာတယ် BGF ဘက်ကလည်းထိုင်လို့မရတော့ဘူးပြည်ုပ်ကအတကုံဖြည့်အားပေးလာတယ်အမေရိကလည်းတကုံဖြည့်အားပေးလာတယ်ဆိုတော့သူတို့ကမလုပ်နဲ့ဆိုတော့ဆွေကုတ်ကူကူသွားပြီးမှအဆောက်အအုံ၄ခု၃ခုတိုက်ခိုက်တယ်ကြည့်ပါအောင်ကျွန်တော်တို့ကကြည့်ပါအောင် ကြားဖြတ်နေကိုကျွန်တော်တို့တိုက်ဖြတ်နေပါပြီပေါ့အပြင်ကလူတွေအမိန်ကောင်းအောင်လုပ်ပြတာပေါ့ဗျာဒါမဲ့ကတ္တာတစ်ခုကဒီအဓိကအချအနေနဲ့ပေါင်းဆောင်တွေကတခြားနေရာမှာပြောင်းရွှေ့နေတယ်တခြားနေရာမှာအစုအခုဒီမြဝူတွေဘက်မှာအဆောက်အအုံအစ်စ်တွေအဒီကြားဖြတ်ခေါင်းဆောင်တွေကပြန်ဆုပ်လုပ်တယ်တဲ့တခြားနေရာမှာသွားပြီးမှလေဒေတာခံတွေကပြောတာနော်ဒါကဒေတာခံတွေရဲ့စကလုံးကိုတော့များတော့ဖြစ်တယ်လို့ကထည့်ပြီးပြောလာတာ ဘာဖြစ်လို့လဲဆိုတော့တချို့လူတွေကတတိမီလီယာတွေကိုတိတ်အပတ်လိုက်လဲဆိုတော့မယုံကြတဲ့ခါကျတော့အသေးသခံတွေရဲ့ဒီတွေ့နေတဲ့အောက်အထားတွေကိုကျွန်တော်ပြောပြတာပါနော်ဆိုတော့နောက်ဆုံးကျတော့ဟုတ်မဟုတ်တော့ခင်ဗျားတို့အပေါ်မှာပဲယုံကြည်ခင်ဗျားတို့အပေါ်မှာပဲမူတည်တယ်ယုံလားမယုံဘူးလားဆိုခင်ဗျားတို့အပေါ်မှာပဲမူတည်တယ်ပေါ့ဒါပေမဲ့အခုလောက်တာကတော့သူတို့ကကဲကျွန်တော်လောက်ပါပြီတရုတ် pressure US pressure ကို အဖောက်ပြတာပေါ့ဗျာကြည့်ပါအောင်ကျွန်တော်တို့တကယ်လို့ပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးမှလက်ကျွန်တော်ဖမ်းပြတယ်ဆိုမှဓာတ်ပုံတွေချပြတယ်အခန်းတွေချပြတယ်သူတို့ဖမ်းထားတဲ့၃ရာတွေကိုချပြတယ်ပေါ့နော်ကဘာကြီးကယုံတော့အောင်အပြင်ကလူတွေအမြင်ကောင်းအောင်လို့ပြတာလို့တိချတယ်ပေါ့နော်ဒါပေမဲ့အဓိကချတဲ့ပုံကူတွေမဖမ်းမဖမ်းနိုင်သေးတာလွတ်အောင်လို့ပေးတာကအဓိကပြဿနာဆိုတော့အခုသူတို့ဖမ်းတဲ့လူတွေတည်းမှာပဲခုနကကျွန်တော်ပြောတဲ့အတိုင်းပါပဲတာမန်အလုတ်သမားတွေပဲအပြိရောက်တယ်အဲ့ဒါ ဖမ်းမိတဲ့346ကကြားဖြတ်ဆက်ယုံထင်းမှာပဲအဲ့ဒီကြားဖြတ်ဆက်ယုံထင်းမှာတာမအလို့တမောင်းတွေဖြစ်နေတယ်တကယ်လောက်တဲ့လူတွေမဟုတ်ဘူးလို့ပြောနေကြတယ်ပေါ့နော်ဆိုတော့ကြားဖြတ်ရဲ့လုပ်ငန်းကတော့ဆက်လက်ပြီးရှိနေမှာပဲတဲ့ဘာဖြစ်လို့လဲဆိုတော့ခေါင်းဆောင်တွေကလွတ်သွားပြီဆိုနေတော့ဒီလုပ်ငန်းတွေကလှုပ်ရတဲ့နေရာအစ်စ်မှာပဲဆက်ပြီးသူတို့ကလေပတ်နေအောင်မှာပဲလို့ပြောနေကြတယ်တချို့နေလှုပ်ရတဲ့နေရာမှာအဆောက်အုံတစ်တွေပြန်ဆောက်ပြန်ဆောက်ကြလို့ပြောနေကြတယ်ပေါ့နော်ဒီကြားဖြတ်လုပ်ငန်းတွေအတွက် ဒီချပ်ဖြစ်လို့ငါတို့ကလည်းစောက်ရမ်းဖဆန်ချမ်းသာကြွယ်ဝတယ်ကွာအင်းအကြီးကြီးစောက်ဖို့ဆိုတော့သူတို့အရန်လွယ်ကူလုံးတယ်ချက်ချင်းနေချင်းညချင်းစောက်တယ်မြန်လိုက်တာပါလောလောကမြန်လွန်းတယ်ပေါ့အခုသူတို့တရှိတဲ့နေရာတွေကိုတော့ကဘာပြီးမှချပြတဲ့နေရာတွေမှာကလည်းရှောင်ပြီးမှကျန်တဲ့လူအနေရာကိုရှာပြီးမှပဲအဆောက်အုံအစ်စ်တွေကိုဆက်ပြီးအဆောက်လုပ်နေတယ်ပေါ့ဆိုတော့ BGF နဲ့စစ်တပ် ငွေရှာမှုကလည်းဆက်လက်ပြီးရှိနေမှာပဲ BGF ကလည်းသူတို့ရဲ့ငွေရှာတဲ့နီလန်ကအဲ့ဒီချက်ဖြတ်ဂိုင်းစားရင်းကပဲငွေကိုရတာကွာငွေအမြောက်အများရခဲ့တာကွာအချားလေးကလည်းလက်ထူးခံခင်းရတာဂျားလေးကလည်းလက်ပေးလက်ယူခံခင်းရတာစစ်တပ်လည်းဖြစ်နေပဲဆိုတော့စစ်တပ်နဲ့ BGF ကလက်တွဲနေတွေ့တော့ကျွန်တော်တို့မြန်မာနိုင်ငံမှာချက်ဖြတ်ဂိုင်းစားရင်းကတော့ရှိနေမှာပဲသူတို့လောက်တာကတော့ဟန်ပြလောက်တာတော့အသေးချာပဲတရားရခိုင်လို့နင်း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 တာမလို့ဘူးပေါ့နော် ဆိုတော့သူတို့မှလည်းအဲ့ဒီငွေရှာဖို့တွေလေပတ်နေမှာပဲကြားဖြတ်လုပ်ငန်းတွေကလည်းလေပတ်နေအောင်မှာပဲမြန်မာနိုင်ငံမှာဆိုတော့ငွေကြေးအမျက်အစွန်းဆက်ရှိအောင်မှာပဲသူတို့အတွက်လေဆိုတော့ဒီလုပ်ငန်းကိုအမှန်တကယ်အပြီးအတိုင် ဖြည့်ဆည်းလို့မရသေးဘူးဒီလုပ်ငန်းကိုအမှန်တကယ်အပြီးအတိုင်ဖြည့်ဆည်းဖို့ဆိုတာကစစ်ကောင်စီဘက်ကလည်းတကယ်အမှန်တကယ်လုံးဝဖြည့်ဆည်းမှသာဖြည့်ဆည်းလို့ရမှာအတိုင်းသားနဲ့နဲ့ကန်တွေကလည်းဒီလုပ်ငန်းကြီးကိုတကယ်အမှန်တကယ်မှန်မှန်ကန်ကန် ဖြစ်စီမတာဖြစ်စီလို့ရမှာဒါမှမဟုတ်ဒီလူမျိုးဟန်ပြယုံနဲ့ဒီလူမျိုးလို့ပြယုံနဲ့အပြင်ကလူမျိုးကောင်းအောင်လို့ပြယုံနဲ့ဒီကိစ္စကြီးကပြောင်းလဲတော့မှာမဟုတ်ဘူးတလနှစ်လလောက် ပြောင်းလဲရင်ပြောင်းလဲမှာပေါ့အကျန်နဲ့6လပိုင်းမှာဆိုတော့တနည်းမှာဆိုပြန်ပေါ်မှာပဲဆိုဒီကိစ္စကြီးကိုတကယ်မင့်ကနဲ့ဖြုတ်မယ်ဒီအမင့်ကနဲ့တုံတင်းမယ်ဆိုတော့ရှစ်ကောင်စီကိုယ်တိုင်ကလည်း very serious ဖြစ်မှာဒီကိစ္စကအာနင်းနေလို့ရမှာ ဆိုစစ်ကောင်စီကိုယ်တိုင်ကဒီဟန်ပြပြီးမှအကျွန်တော်အတူဝင်ပါပါတယ်စူပြီးမှတရုတ်ဆောင်လောက်တာလောက်နဲ့မရဘူးပေါ့နော်တကယ်ပဲစစ်ကောင်စီကဒီကိစ္စကြီးကိုနင်းနင်းမှတကယ်ပဲတခြားတိုင်းသားလက်နက်ကန်တွေကလည်းဒီကိစ္စကြီးကိုနင်းနင်းမှအဆင်ပြေမှဒါမှမဟုတ်တော့ကောင်းဆောင်တွေကလေးပတ်နေမှာပဲဟိုထပီထပီအကြရင်ကလည်း BGF တွေကပဲလက်နက်နဲ့ကောက်ွေးပေးခဲ့တာကွာသူတို့ကိုလက်နက်နဲ့ပဲသူတို့ရေလွတ်မြောက်အောင်လုပ်ပေးနေတာကွာ ဆိုတော့ BGF လက်အောက်ထဲမှာဒီချားဖြတ်ခေါင်းဆောင်တွေရှိနေတရွေကတော့ဒီချားဖြတ်ရဲ့လုပ်ငန်းစဉ်တွေကတော့လုံးဝဆုံးသက်မှာမဟုတ်ဘူးပေါ့တေချာတယ်ဆိုတော့ဘလူးပဲဖြစ်ဖြစ်အမေရိကအမေရိကရဲ့ဒီ FBI agent တွေ time မှာရောက်နေတယ်ဆိုတာနဲ့ပတ်သက်ပြီးမှဇိုမေလုံကတော့ sorry ဇိုမင်းထွန်းကတော့ကျွန်တော်တို့မြန်မာမြပြည်မှာတော့ အမေရိကတွေ FBI တွေ Thai တွေကိုမတွေ့ပါဘူးဆိုမှပြောနေတယ်ဆိုတော့လာရင်တောင်မှအမေရိကကတူဝတ်တဲ့အရာတစ်ခုရှိတော့ဖြစ်မှာပါအဆိုမှတော့ဆိုမျိုးချင်းကတော့ပြောထားပါတယ်ဘိုရာတို့ရေဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့ဒီချပ်ချက်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီးမှနောက်ဆုံး train u train 2ပေါ့နော်နောက်ဆုံး update တွေကိုအရပါပဲဒီကိစ္စနဲ့ပတ်သက်ပြီးမှဘာလို့ဆက်ဖြစ်မှာလဲတရုတ်ဖက်ကရောဘာလို့လုံမှာလဲ US ဖက်ကတော့တကယ်ပဲဘာလို့လှုပ်ရှားပြီးပြီလဲစသဖြင့်ဒီ update လေးတွေရှိမယ်ဆိုတော့ကျွန်တော်ရဲ့ YouTube page ကတည်တလောက်တက်တလောက်တော့ပြန်ဒီဆက်ဆွေးနွေးပေးမှာဖြစ်ပါတယ်အခုကျွန်တော်ပြောသမျှတော်တော်များများကတော့ဒေတာခန်တွင်ရဲ့ဒီအပြိုးအဆူရဲ့ဒေတာခန်တွင်ရဲ့တရှိနားလေအချက်လက်တွေကိုကျွန်တော်ကအများကြီးစုဆောင်းထားပါတယ်ပြီးတော့မြန်မာနိုင်ငံရဲ့တည်င်းအခြေခံပြီးမှလည်းအများကြီးစုဆောင်းပြီးမှပြောထားတာပေါ့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်ခြံထားတဲ့ကိစ္စလေးတွေ fire နဲ့နေရာလေးတွေရှိရှိ ရှိကောင်းရှိပါလိမ့်မယ်ဆိုတော့အဲ့ဒီနေရာလေးမှာဖြစ်ပေးစေခြင်းနဲ့အမားပင်ပေးစေခြင်းနဲ့ဆိုရင်လေ comment မှာဝင်ပင်ပေးလို့ရပါတယ်ဗောနောဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်ရဲ့ podcast ကတော့အဆုံးသတ်ပြစေ channel ဒီကပတ်တရင်တွေအများကြီးတင်ဆက်ဆွေးနွေးဖို့ရှိသေးတယ်ကျွန်တော်တွားပြီးမှလေ့လာအောင်ပဲအလုပ်တွေရှုပ်နေလို့ဒီမနေ့တွင်လည်းဗီဒီယိုတွေမတင်နိုင်ဘူးဖြစ်နေတယ်ဗောနောဆိုတော့ဒီညမှာပဲတခြားကပတ်တရင်တွေနဲ့ဆွေးနွေးကြည့်အောင်ပါ thank you so much for watching beautiful people ကျွန်တော်ရဲ့ video link with the bochara so no youtube ma subscribe flow page in apelo yabare thank you for watching beautiful people i love you guys take care god bless